အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခုနွေရာသီမှာပုံမှန်အားဖြင့်ဆိုရင်ဒီချိန်မှာဥရောပကလပ်တွေအားလုံးဟာ Premier League နဲ့ဥရောပဘောလုံးရာသီအပြီးမှာအနားယူရမယ့်အချိန်ဖြစ်တယ်ဒါက Pre-season Tour တွေမသွားခင်မှာအနားယူရမယ့်အစားမှာဒီနေ့က FIFA ရဲ့ Club World Cup ပြိုင်ပွဲ32တင်းပြိုင်ပွဲတစ်ခုစတင်နေခဲ့တယ် သူတို့ပြီးခဲ့တဲ့ဂျွန်လဒုတိယပတ်ကနေစပြီးတော့ကျွန်တော်ဇူလိုင်ဒုတိယပတ်ထိစတဲ့အတွက်ကြောင့်တချို့ကလပ်အသင်းတွေက FIFA Club World Cup ရဲ့အခြေအနေပေါ်မူတည်ပြီးတော့သူတို့နွေရာသီသွားမဲ့ pre-season tour ရဲ့ plan တွေအားလုံးကိုပြောင်းဖို့ရှိသလိုတချို့ကလည်း pre-season tour မလုပ်တော့ဘဲနဲ့ရာသီစကန်ဒီမှာနှစ်ပွဲသုံးပွဲကံပြီးတော့ရာသီတစ်ပြောင်းဖို့ပြင်ထားတယ်ဆိုတော့အခုလောလောဆယ်ကျွန်တော်တို့နားလည်ထားတဲ့ pre-season tour နဲ့ပတ်သက်တဲ့အကြောင်းပေါ့လေ မန်ယူနိုက်တက်ကဘယ်ကိုသွားမလဲအာစနယ်ကဘယ်ကိုသွားမလဲချယ်ဆီလစ်ဗာပူးထော့တနမ်ဟော့စပါနယူကာဆယ်ဘတ်စလိုနာရယ်မက်ဒရစ်လိုအသင်းတွေ pre-season tour နွေရာသီမှာဘယ်ကိုသွားမလဲဆိုတော့ United ကတော့ post-season tour အနေနဲ့ Premier League ပွဲစဉ်ပြီးတာနဲ့ကျွန်တော်တို့ Hong Kong မှာတပွဲကန်နေ Kuala Lumpur မှာတပွဲကန်ပြီးတော့နှစ်ပွဲကန်ပြီးသွားပြီဆိုတော့သူတို့ဒီနှစ်ရာသီ pre-season tour မတိုင်ခင်မှာပိုးစီစဉ်တိုးလဲကန်ထားပြီးတော့ United ကတော့အခုဒီနေ့ယာတီအတွက်မှာအများဆုံးကန်မဲ့အသင်းပေါ့လေဆိုတော့အခု Manchester United ကနွေယာတီမှာ American ကိုသွားပြီးတော့ Summer City Premier League ပြိုင်ပွဲသွားပြိုင်ဖို့ရှိတယ် Arsenal ကရှေ့တောင်အာရှကို လာဖို့ရှိတယ် ်ချယ်ဆီကတော့ club walker အခြေအနေပေါ်မူတည်ပြီးတော့မှရာသီစကန်ဒီမှာအပြောင်းအလဲတွေရှိမယ် Tottenham Hotspur က Paris Saint-Germain နဲ့ Super Cup မတိုင်ခင်မှာတချို့ပွဲစဉ်အချို့ရှိပြီးတော့ Real Madrid Barcelona ဒီလိုအသင်းတွေရဲ့ပွဲရှိတယ်ဆိုတော့ပထမဆုံးအနေနဲ့ Chelsea နဲ့ Man City Manchester City ရဲ့ပထမ plan က pre-season tour ကို Club World Cup အပြီးမှာပဲသူတပွဲနှစ်ပွဲလောက်လုပ်ပြီးတော့ ECC သွားမယ်အစားသူတို့မထင်မဲ့ပဲရှုံးထွက်16တဲမှာ Saudi Club Al-Hilal အသင်းကိုသူတို့ရှုံးသွားတယ်ရှုံးသွားတဲ့အတွက် City က pre-season tour ကိုပြန် arrange လုပ်ရမယ်ဆိုသူတို့အနေနဲ့အတိအကျသေချာတဲ့ဆုံးဖြတ်ချက်မချသေးဘူးပုံမှန်အဖြစ် City ကအများအားဖြင့်ဂျပန်တို့ကိုရီးယားတို့ကိုဒီဘက်နောက်ပိုင်းနှစ်တွေမှာတောက်လျှောက်သွားလေးရှိပြီးတော့ ဒီဒီချိန်မှာအမေရိကကိုပဲသွားမလားတခြား pre-season tour အသစ်ဖြစ်မလားဒါအခုလောလောဆယ်အနေထားရဆိုရင် pre-season tour ဇူလိုင်လ၁ရက်နေ့ pre-season tour မစခင်မှာဒီ city ကပြန်ပွဲထွက်သွားတော့သူတို့ရဲ့ plan တွေအားလုံးပြတ်သွားပြီတကယ်ဆိုရင်ဒုတိယပတ်လောက်ထိဆက်သွားမယ်ဆိုရင် city ကနှစ်ပွဲလောက်ကံပြီးယာတီကိုစရမယ်အစားမှာအခုယာတီစဖို့အတွက်ကသူတို့ကဂျားထဲမှာတလလောက်ကြံတော့ကစားမတွေကိုနှစ်ပတ်လောက် holiday ပေးအဲ့နှစ်ပတ်လောက်ပြန်လာပြီးတော့မှ တိုးဆနိုင်ပဲအခြေအနေရှိတယ်ဆိုမန်ချက်စတာစီးတီးက pre-season တိုးဘယ်ကိုသွားမလဲဘယ်သူနဲ့ကံလဲ confirm လုပ်ထားဘူး Chelsea ကတော့အခု club walker ကံထားသည့်တိုင်အောင်အခုလောလောဆယ်သူတို့ quarter final ရောက်နေတဲ့အချိန်မှာ Chelsea က club walker ပြိုင်ပွဲအပြီးပေါ်လေ orchestra ရှင်းနေတဲ့ ပရီးမီးယားလိဂါဩဂတ်စဒုတိယပတ်မှာကံမဲ့ချိန်မှာယာတီစကန်ဒီမှာပဲသူတို့ကန်တော့မယ်ဆိုကြားထဲမှာတောင်းလျှောက်မရှိတော့ဘူးချယ်ဆီကအဲ့ချိန်မှာယာတီစကန်ဒီဩဂတ်စလ10ရက်နေ့မှာဘိုင်ယန်လီဗာကူးဆင်အသင်းနဲ့သူတို့အိမ်ကွင်းမှာပဲကန်ပြီးတော့ဩဂတ်စလ10ရက်နေ့မှာ AC မီလန်အသင်းကိုပဲသူတို့စတန်ဖို့ဘရစ်မှာကန်မယ်ဆိုတော့နှစ်ပွဲလုံးအိမ်ကွင်းမှာကန်ပြီးတာနဲ့ယာတီစမယ်ဆိုချယ်ဆီရဲ့ကလပ်ဝေါ်ကတ်ရဲ့အခြေအနေပေါ်မူတည်ပြီးတော့သူတို့ကတော့ နှစ်ပွဲပဲတတ်မှတ်ထားတယ်ကျွန်တော်ခုနပြောတဲ့ထဲမှာ Manchester United သူတို့က post season တိုးအနေနဲ့နှစ်ပွဲကန်ထားတယ် ASEAN All Star အသင်းနဲ့ May 28ရက်နေ့က Kuala Lumpur မှာသူတို့တွားကန်တယ်အဲဒုန်းကဘူကစ်ချာလီမှာသူတို့တကူးကူးရှိနေရှုံးပြီးတော့မှာ မေ30ရက်နေ့မှာဟောင်ကောင်အော်စတာကို Man United က3-1နဲ့9နဲ့အဲ့နှစ်ပွဲခံပြီးတဲ့အချိန်မှာအခုမှ pre-season tour United က9ရက်နေ့မှာ pre-season tour စမယ်။ဒါပေမဲ့သူတို့တကယ်စကံမဲ့ပွဲက pre-season tour ရဲ့အစပိုင်းပထမဆုံးပွဲက July 16ရက်နေ့ Leeds United နဲ့ Stockholm မှာ Sweden ထိသွားပြီးတော့သူတို့ခြေစားပွဲပထမဆုံးကံမယ်။ ပြီးတာနဲ့ဇူလိုင်26ရက်နေ့မှာ West Ham United နဲ့ American မှာရှိတဲ့ Mad Light Stadium မှာ Summer Premier League Tour ဖြစ်သွားကံပဲပြီးတာနဲ့ဇူလိုင်30ရက်နေ့မှာတော့သူတို့ကဘုံမောက်နဲ့ Chicago မှာသူတို့သွားကံဖို့ရှိပြီးတော့မှာ August လ3ရက်နေ့မှာ Everton နဲ့သူတို့ Mercedes-Benz Stadium မှာနောက်ထပ် Premier League တပွဲဆိုတော့ ဘုံမောက်ရဲ့ Everton ရဲ့နောက်တစ်ဖက်ကဝက်ဆန်ရဲ့ဒီသုံးသင်းက Premier League Summer City တိုးသွားကြမယ်အိုက်မတိုင်ကလီးစ်ကြမယ်ပြီးတော့မှရာသီစကန်ဒီမှာ Fiorentina ကို Ultra Four မှာလာမယ့် Augustla 9ရက်နေ့သူတို့စကြမယ် Augustla 9ရက်နေ့မှာ ဒါ Ultra Four မှာ Fiorentina နဲ့နောက်ဆုံးကံပဲအဲ့ဒါပြီးရင်တော့သူတို့ရာသီစပြီဆိုတော့ကြားထဲမှာ United က Leeds ရဲ့ West Ham ရဲ့ Bournemouth ရဲ့ Everton ရဲ့ Fiorentina ရဲ့သူတို့၅ပွဲအစောပိုင်းတော့ကကန်ထားတဲ့၂ပွဲဆိုတကယ်ဆို United က9ပွဲထိရှိတယ်အာဆင်ကအခုလောလောဆယ် pre-season tour အတွက်သူတို့၃ပွဲပဲကံမယ်။ဂျာတဲ့မှာတကားပိတ်ပွဲတွေသူတို့ကံဖို့ရှိတယ်။အဲ့ဒါကတော့သူတို့ကြေညာထားခြင်းမရှိပါနဲ့။ club ရဲ့ပထမဆုံး season tour ပွဲက July 23ရက်နေ့မှာစင်ကာပူက National Stadium မှာ AC Milan အသင်းနဲ့ကံမယ်ပြီးတာနဲ့ July 29မှာ Singapore မှာပဲ Newcastle United အသင်းနဲ့ကံပြီးတော့ July 31မှာတော့ Tottenham Hotspur နဲ့ Mount London Derby ပွဲအဖြစ် Hong Kong မှာခြေစမ်းပွဲထပ်ကံမယ်ဆိုတော့စပါးနဲ့ကနောက်ဆုံးပွဲ AC Milan Newcastle နဲ့ကံမယ်ပြီးတာနဲ့ Arsenal က August လအတွင်းမှာတကားပိတ်ပွဲတွေသူတို့ဇက်တိုက်ကံပိုးရှိတယ်။တစ်ဖက်ကကျွန်တော်တို့ Liverpool လက်ရှိ Premier League Champion Liverpool က သူတို့ pre-season tour ကို73ရက်နေမှာစမှာဖြစ်တယ်။သူတို့ကစားမတွေကို July 1ရက်နေနဲ့9ရက်နေကြားမှာပြန်လာခိုင်းထားပြီးတဲ့အချိန်မှာ Liverpool က July 73ရက်နေမှာ Preston North End ကို အဝေးကွင်းသွားကံမယ်ဇူလိုင်26ရက်နေ့မှာတော့လီဗာပူးက AC မီလန်အသင်းနဲ့ဟောင်ကောင်မှာသွားကံဖို့ရှိပြီးတော့နောက်ဇူလိုင်30ရက်နေ့မှာယိုကိုဟာမားနဲ့ဂျပန်မှာသူတို့လီဗာပူးသွားကံမယ်ပြီးဩဂတ်လ4ရက်နေ့မှာအက်တလက်တစ်ကလပ်ကိုအမ်ဖီမှာကံပြီးတာနဲ့သူတို့ပရီစီတိုတွေပြီးပြီးပြီးရင်သူတို့ကဩဂတ်လ10ရက်နေ့မှာခရစ်စတယ်ပဲလစ်နဲ့လန်ဒန်မြို့ကဝင်ပလီဂျီတီမှာကွန်မြူနတီတိုင်းလူပွဲဖြစ် FA Cup Champion နဲ့သူတို့ပွဲရှိတယ်ဆိုတော့သူတို့က Preston ရဲ AC Milan ရဲ Yokohama ရဲ Atletico နဲ့ Crystal Palace က Premier League ပွဲမတိုင်ခင်ပြီးတာနဲ့သူတို့ Premier League ပွဲစဉ်တစ်ကိုတောက်ချနေမှာစကံမယ်။အဲတစ်ချိန်တည်းမှာကျွန်တော်တို့ Tottenham Hotspur Europa League Champions Spurs ကသူတို့ pre-season tour ကို July 19ရက်နေ့မှာစမယ်။သူတို့စမှာက Reading နဲ့စပြီးတော့ Away Queen စကံမယ်။ပြီးတာနဲ့ July 31ရက်နေ့မှာ Hong Kong မှာ Arsenal နဲ့ကံပြီးတာနဲ့ August လ9ရက်နေ့မှာ Bayern Munich နဲ့သူတို့ Munich မှာတွားကံဖို့ရှိတယ်။ပြီးရင်ဂျာတဲ့မှာသူတို့ plan လေးထားထားတယ်။ကိုရီးယားမှာပဲ Newcastle United နဲ့ကံမယ်ဆိုတဲ့သတင်းတပုတ်ရှိပြီးတော့ Orchestra 73ရက်နေ့ကျရင်သူတို့ Paris Saint-Germain နဲ့ Super Cup ကံမယ်ဆို Tottenham ကသူတို့ရဲ့ Ladlow Fischer က Reading ရဲ့ Arsenal ရဲ့ Bayern ရဲ့သုံးသင်းက confirm လုပ်ထားပြီးတော့ Newcastle ပဲကံတဲ့ပွဲကသူတို့အခြေအနေပေါ်မူတည်ပြီးတော့ Korea မှာကံမကံကိုသူတို့ဆက်ပြီးဆုံးဖြတ်မယ် ပြီးတော့မှနောက်ဆုံးဩဂတ်စ်လ13ရက်နေ့မှာ European Champion နှစ်သိမ်းဖြစ်တဲ့ Paris Saint-Germain နဲ့ Tottenham Hotspur တို့ရဲ့ဥရောပ Super Cup ပွဲရှိတယ်။အဲဒါကတော့အီတလီမှာကံမှာဖြစ်တယ်။ဒါက Premier League Club တွေ။နောက် Newcastle United အသင်းကလာမယ့် July 19ရက်နေ့မှာသူတို့ Celtic နဲ့စပြီးတော့တွားကံမှုရှိတယ်။ပြီးတာနဲ့ July 29မှာစင်ကာပူမှာအာဆင်နဲ့ကံမယ်ပြီးရင် Newcastle ကတခြားပွဲတွေနဲ့ Korea မှာ K League Club နဲ့တပွဲရှိမယ်ပြီးတော့မှာ စပါးစ်နဲ့ကိုရီးယားမှာပဲတပွဲရှိမယ်အဲ့ဒါတွေကတော့ confirm လုပ်ထားခြင်းမရှိဘဲနဲ့ Atletico Madrid နဲ့ Augustla 9ရက်နေ့မှာသူတို့အိမ်ကွင်းမှာသူတို့တပွဲရှိမယ်စိတ် Jesus ဘက်မှာအဲ့ဒါပြီးရင်တော့ Newcastle ရဲ့ Premier League ပွဲစဉ်တွေကိုစတင်မယ်ဆိုတော့သူတို့က Celtic နဲ့တပွဲ Arsenal နဲ့တပွဲ official မဟုတ်သေးတဲ့နှစ်ပွဲရှိတယ်ကိုရီးယားက Kelly selection နဲ့တပွဲရယ်ပြီးတော့မှ Spurs နဲ့တပွဲနဲ့အဲပြီးတော့မှ Atletico Madrid နဲ့သူတို့၅ပွဲအထိ maximum ကံဖို့ပြင်ထားတယ် ဘာစလိုနာအသင်းကတော့ဒါလာလီကာတဲကဘာစလိုနာကသူတို့လာလီကာပွဲစဉ်မှာမာယော့ကာနဲ့ပွဲစဉ်တင်ဆက်ကြရမယ်သူတို့ပွဲစဉ်တင်မတိုင်ခင်ဘာစလိုနာကအခုလုံးလုံးဆယ်၃ပွဲတော့စီစဉ်ထားတယ်သူတို့၃ပွဲကတော့ပုံမှန်တိုင်ဖာရော့ဒီတဲကဗစ်ဆယ်ကိုဘေးအသင်းနဲ့ဘာစလိုနာကကိုရီးယားမှာ လာမယ့်ဇူလိုင်29ရက်နေ့မှာပထမပွဲကံမယ်31ရက်နေ့မှာ FC ဆိုအသင်းနဲ့ဘာစလိုနာကနောက်ထပ်တပွဲဖြစ်ထပ်ကံပြီးတာနဲ့ဩဂတ်လ4ရက်နေ့မှာဒေဟူ FC အသင်းနဲ့ပဲတောင်ကိုရီးယားမှာပဲဘာစလိုနာကတပွဲဆိုတော့ဘာစလိုနာက29ရက်နေ့မှာတပွဲ31ရက်နေ့မှာတပွဲဩဂတ်လ4ရက်နေ့မှာတပွဲသုံးပွဲတီတီကိုရီးယားမှာကံမယ်ကျန်တာတွေကတော့ဒါကျွန်တော်တို့ဘာစလိုနာရဲ့ပုံမှန်ရာသီအစအကျိုးကံတဲ့ဖလားပွဲတွေကိုတော့ဘာစလိုနာရဲ့အိမ်ကွင်းမှာပဲကံလိုက်ကံထားရှိတယ်ဆိုတော့ဘာစလိုနာကကိုရီးယားကိုသွားမယ် အာစနယ်ကအာရှကိုလာမယ်စင်ကာပူနဲ့ဟောင်ကောင်သွားမယ်လီဗာပူးကဟောင်ကောင်နဲ့တခြားပွဲတွေကိုသွားကန်ပြီးတော့မန်ယူနိုက်တက်ကအခုအမေရိကန်ကိုသွားမယ်နောက်မန်ချက်စတာစီးတီးကတော့ပြန်ပြီးတော့ပလန်လုပ်ရမယ်ချယ်ဆီကအင်ကွင်းမှာပဲဆက်ကံဖို့ရှိပြီးတော့ရီယယ်မက်ဒရစ်လည်းဒီတိုင်းပဲကလပ်ဝေါ်ကအခြေအနေပေါ်မူတည်ပြီးမှသူတို့ကအင်ကွင်းမှာနောက်ဆုံးကံမဲ့ခြေစမ်းပွဲတွေရှိတယ်စပါးစ်ကတော့အခု ကိုရီးယားပါဝင်အခြားပွဲတွေကိုတောက်လျှောက်ကစားဖို့ရှိပြီးတော့အာစနယ်နဲ့လည်းဟောင်ကောင်မှာကံဖို့ရှိတယ်ဒါကနွေရာသီ pre-season tour ဆိုတော့ဇူလိုင်တရနေ့ကစပြီးတော့ကလပ်တွေကကစားမတွေကိုစခေါ်ပြီး9ရက်နေ့မှာအသင်းကစပြီးတော့ပူပေါင်းပြီးတာနဲ့13ရက်နေ့လောက်ကစပြီးတော့ pre-season tour ခြေစားပွဲတွေကိုကျွန်တော်စတင်တွေ့ရတော့မှာပါအားလုံးကျေးဇူးတင်ပါတယ်